အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ် ဖျားရခင်ရဲ့ကွယ်ကားမှဆမှုရိပ်အောင်ပါအားလုံးနေကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းအတိုင်းမှာဖျားရခင်ကိုချက်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်နေမီတာစုအိမ်တူအိမ်သားရောက်စီတိုင်းကို ထောက်ရဖျားကောင်းကြီးပေးဖို့ကွယ်ကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ဖျားနာနေတဲ့သူတွေစေယုံစေခံတွေမှာရောက်နေတဲ့သူတွေဘဝအတ္တဓာတ်ထဲမှာအခက်ခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ ေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောအားလုံးပေါ်မှာသာရဘုရားထံမှာလာတော့ညိတ်တဲ့ခြင်းတက်ရောက်ပါစီ။ ယခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်2025ခုနှစ်ရဲ့နိုဝင်ဘာလ17ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြဖို့ဆောင်တော်မူသောယခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနက်မှာကျွန်တော်တို့အတူတကွအစဉ်ချင်းခွန်အားယူရမယ့်ကျမ်းပိုက်ကတော့ရှင်ယာကုတ်ဩဝါဒစာအခန်းကြီး9အပိုင်ငယ်73ဖြစ်ပါတယ်။သင်တို့တွင်ဆင်းရဲခံရသောသူရှိလျင်ဆုတောင်းစီ ရှင်လန်းသောသူရှိလျင်ဆာလံတခြင်းကိုဆိုစေ။ကျမ်းစာကသင်တို့တွင်ဆင်းရဲခံရသောသူရှိလျင်လို့ကျမ်းစာကပြောပါတယ်။ဘဝအသက်တာထဲမှာမနစ်မြို့စရာအခြေအနေတွေ၊ဆင်းရဲဒုက္ခတွေ၊ခက်ခဲမှုတွေ၊ကြက်သီးမှုတွေ၊ဖျားခင်ကိုချစ်နေပါလျက်နဲ့အစိသားတွေမျိုးမျိုးကြုံတွေ့ရတဲ့အချိန်တွေရှိပါတယ်။ ဘဝအသက်သားထဲမှာလေမတင့်တဲ့အချိန်တွေရှိပါတယ်လေမတင့်တဲ့အခါမှာတပည့်တော်တွေကစူးစားသလောက်ပင်ပန်းသလောက်ခရီးမရောက်တဲ့အချိန်တွေလည်းရှိပါတယ်ဖခင်ကယာဒီမျိုးမျိုးကိုဖျက်ဆီးစေတယ်စိုက်ပျိုးရမယ့်အချိန်ရိတ်တင်းရမယ့်အချိန်တစ်ပင်ပန်းမှန်တွေကိုပြုစုပေါင်းတင်ရှင်းလင်းပေးရတဲ့အချိန်တွေလည်းရှိပါတယ်ယာဒီအတီးဒီမှာဖခင်ရဲ့ရည်ရွယ်ချက်အကြံစီတော်ရှိပါတယ်တင်ပွားရဲ့နာကျင်ခြင်းတွေထဲမှာပင်လင်ဖခင်ရဲ့အကြံစီတော်ရည်ရွယ်ချက်ရှိပါတယ် ခေတ်ကာလအသီးအတီးမှာဖျားခင်ကိုကြောက်ရွံ့ယိုသေးခဲ့တဲ့သူတွေတစ္ဆာရှိစွာဖျားကိုကိုးကွယ်ခဲ့တဲ့သူတွေရဲ့ဘဝအတ္တဓာတ်ထဲမှာလဲအခက်ခဲတွေစိန်ခေါ်ချက်တွေမျိုးမျိုးသူတို့ကြုံတွေ့ခဲ့ရပါတယ်ဘလို့အခြေအနေပဲရောက်ရောက်တည်ကြည်တဲ့နှလုံးသားနဲ့သူတို့အသက်ရှင်တဲ့အခါဖျားခင်ကိုယုံကြည်ကိုးစားခြင်းနဲ့အသက်ရှင်တဲ့အခါယုံကြည်ခြင်းရဲ့ခြေလှမ်းတလှမ်းချင်းစီတိုင်းကိုဖျားခင်ကအတိအမှန်ပြုပေးခဲ့တယ် ဖခင်ကတင့်ကိုဘယ်တော့ခါမှမမေ့လျော့တော့ဖခင်ဖြစ်တယ်လူရရဲ့ဦးစားပေးစည်းင်းထဲမှာတင်ရှိခြင်းမှရှိမယ်တို့တော့ဖခင်ရဲ့နှလုံးသားထဲမှာတင့်ကိုဖခင်ကနာမည်နဲ့တကွတည်တော်ဖခင်ဖြစ်တယ်ရေးမှတ်ထားတော်ဖခင်ဖြစ်တယ်နေထွက်ရာကနေနေဝင်ရာတိုင်အောင်မြေကြီးတည်ဟူတော်မိတ်ဆွေတင့်ကို ခေါ်တော်ဖခင်ဖြစ်တယ်ဒါကြောင့်ဘဝအတ္တထဲမှာတင့်ကိုချစ်တဲ့ကောင်းကင်ဖခင်နဲ့အတူခရီးသွားနေတယ်ခရီးနေနေတယ်ခြေလမ်းတလမ်းချင်းစီတိုင်းကတယောက်တည်းမဟုတ်ဘူး ်တင့်ကိုချက်တဲ့ကောင်းကင်ဖခင်ကတင့်ကိုလက်သွဲထားတယ်ဆိုတာကိုတတိယလိုက်ပါကျမ်းစာကတင့်တို့တွင်စိမ့်ရဲ့ခံရတော့သူရှိလျက်ဆုတောင်းစီဆုတောင်းပါလို့ကျမ်းစာကပြောပါတယ်ဆုတောင်းခြင်းကဖခင်ကိုတကားခောက်နေခြင်းဖြစ်ပါတယ်တင့်ကိုချက်တဲ့ကောင်းကင်ဖခင်ကိုတင့်ကခေါ်တဲ့အခါမှာအဲ့ဒီဖခင်ကသူ့မှာဖြစ်တယ်ငါကိုခေါ်လို့ငါသူ့မီ ကြီးတော်အရာတင်မတိနိုင်အောင်နဲ့နဲတော်အရာတို့ကိုပြမည်လို့ပြောတော်ဖရာဖြစ်ပါတယ်။စူတောင်းခြင်းကတိုင်းနိုင်ငံတွေကိုပြောင်းလဲစေနိုင်တယ်လို့မိမိဘဝအတ္တတာကိုလည်းပြောင်းလဲစေပါတယ်။မိမိဘဝအတ္တတာထဲမှာအခက်အခဲပြဿနာတွေစိန်ခေါ်ချက်တွေရှိလာတဲ့အချိန်တိုင်းမှာ ဘုရားခင်ကိုကိုးစားခြင်းနဲ့ယက်တည်ဖို့ဆုံးဖြတ်ချက်ချပါလူကိုကိုးစားခြင်းကကြော့ကွင်းကိုထောင်သက်တယ်လို့ကျမ်းစာကပြောပါတယ်ထာဝရဘုရားကိုကိုးစားခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏လောကမှာအဆိုးရတဲ့သူတွေကို အားကိုးတာထက်ဘုရားခင်ကိုကိုးစားခြင်းကသာ၍ကောင်းတယ် လူကိုကိုးစားခြင်းနဲ့ယက်တည်တဲ့ခါမှာလူရဲ့ကျေးဇူးပြုခြင်း၊ကုညီမဆခြင်းတွေက အကန့်အသတ်နဲ့တာရရှိတော်အရာများဖြစ်တယ်။ထို့တော်အကန့်အသတ်မဲ့တင့်ကိုကုညီမဆနိုင်တော်ဖရာ၊တင့်ကိုချစ်တဲ့ဖရာ၊တင့်ကိုတာဝန်ယူပြီးတည့်ရဲ့အနာဂတ်တစ်ခုလုံးကိုလမ်းပြပို့ဆောင်တာဝန်ယူပေးမဲ့ဖရာရှိတယ်။အဲ့ဒါအကန့်အသတ်မဲ့ဖြစ်တယ်။ ဖျားကအကန့်အသတ်မဲ့ဖြစ်တယ်။ဒါကြောင့်ဆူတောင်းတယ်ဆိုတာဖျားခင်ကိုစကားပြောခြင်းဖြစ်တယ်လို့ဖျားကိုအကူအညီတောင်းခံနေခြင်းဖြစ်ပါတယ်။လူမတတ်နိုင်တဲ့အမှုမှာဖျားတတ်နိုင်တယ်။တင်တို့တွင်ဆင်းရဲခံရတော့သူရှိလျင်ဆူတောင်းစီ။ရှင်လန်းတော့သူရှိလျင်စာလန်တဲ့ခြင်းကို ဆိုစီ။ရှင်လန်းဝမ်းမြောက်တဲ့အခါမှာဖျားကိုချီးမွမ်းဖို့ဖြစ်တယ်။ သင်တို့တွင်ဆင်းရဲခံရတော်သူရှိလျင်ဆုတောင်းစေလို့ပြောပါတယ်ဆုတောင်းဖို့ပြောတယ်တခါတရံဆုတောင်းစေဆိုရက်စကလုံးနဲ့လိုက်တောင်းစေဆိုရက်စကလုံးကိုမာသွားတတ်တယ်ဒါကြောင့်အခက်ခဲတွေကြုံလာတဲ့အခါမှာလူလူချင်းအကူအညီလိုက်တောင်းတာထက်ဆုတောင်းခြင်းနဲ့ယက်တည်ဖို့လိုတယ်ယေရမိနာဂတိကျမ်းခန်းကြီး7ခုပိုက်ငယ်9ကနေ6မှာသရဗျာမိန်တော်မူဒီကလူကိုကိုးစား၍လူတတ္တဝါကိုအမိပြုတဲ့ဖြစ် စိတ်နှလုံးထဲ၌ထာဝရဘုရားထံတော်မှထွက်သွားတော်သူသည်ကျိန်အပ်တော်သူဖြစ်၏ထို့သူသည်လွင်ပြင်၌ရှိသောတစ်ပင်၆ကဲ့သို့ဖြစ်၍ကောင်းကျိုးရောက်ကြောင်းကိုမတိရအဘယ်သူမြမနေတော့စားမြေတွေ့၆တော်လွင်ပြင်၌နေရလိမ့်မည်စိတ်နှလုံးထဲ၌ထာဝရဘုရားထံတော်မှထွက်သွားတော်သူသည်လို့ကျမ်းစာကပြောပါတယ်လူကိုကိုးစားတဲ့အခါမှာစိတ်နှလုံးထဲက ဖျားခရဲ့မျက်မှောက်တော်ထဲကနေထွက်ခွာသွားခြင်းဖြစ်တယ်။မြင်နေရတဲ့ရုပ်ခန္ဓာကတော့ဖျားခရဲ့အတန်တော်ကြားတဲ့အရက်ဖျားကြောင်းတွေပါဝိပုကိုးကွယ်တဲ့နေရာတွေမှာရှိကောင်းရှိမယ်။တို့တော်စိတ်နှလုံးကတော့ဖျားခင်နဲ့ဝေးတဲ့နေရာကိုထွက်ခွာသွားပြီ။ပျောက်တော်တာကဖခင်နဲ့ဝေးကွာသွားတဲ့အခါမှာအကွဲကာမဲ့ဖြစ်သွားတယ်နော်။အပြည့်အရက်မှာလွတ်လပ်တယ်ပေါ့ပါတယ်လန်းဆန်းတယ်လို့ထင်ရပေမဲ့ဖခင်ရဲ့တာဝန်ယူခြင်းကာကွယ်ပေးခြင်းဖေးမခြင်းတွေမရရှိတော့ဘူး။ ဘုရားကြီးရဲ့မျက်မှောက်တော်နဲ့အဝေးဆုံးထွက်ခွာသွားတဲ့သူကစိတ်နှလုံးထဲကသာရဘုရားထံတော်မှထွက်သွားတော်သူဟာကျင့်အပ်တော်သူဖြစ်၏လို့ကျမ်းစာကပြောတယ်။ထို့သူသည်လွင်ပြင်၌ရှိတော်သစ်ပင်6ကဲ့သို့ဖြစ်၍ကောင်းကျိုးရောက်ကြောင်းကိုမသိရ။ကောင်းကျိုးရောက်ကြောင်းကိုမသိဘူး။ဘဝအတ္တတဲမှာကောင်းကျိုးတွေမရောက်လာတာတော့မဟုတ်ဘူးဘုရားကရဲ့ကောင်းမြတ်ခြင်းကောင်းခြင်းမင်္ဂလာတွေမခံစားရတာမဟုတ်ဘူးအမှန်တကယ်ခံစားနေရတော့လဲ ကောင်းကျိုးရောက်ကြောင်းကိုမသိဘူးယေရှုတင်လို့တင်ရကောင်းမှန်းလဲမသိတတ်တော့ဘူးကောင်းကျိုးရောက်ကြောင်းမသိတဲ့သူရဲ့အသက်တာကြောက်စရာကောင်းတယ်ကာဣနဖျားကရဲ့မျက်မှောက်တော်ကနေထွက်ခွာသွားတဲ့အခါမှာဖျားကရင်ကိုတိုင်းရစ်ပူစော်ကျင်သေးတယ်ဆိုရင်တကားနာမှရစ်ကောင်ရှိတယ်တင်အခွင့်ရပါတယ်တင်ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံတဲ့တိုးတငယ်လေးတကားနာမှာဝတ်လျက် ရှိတယ်လို့ပြောတော်လဲကာအိနတယောက်လေပင်ခိုင်မာပြီး ညီအာဘေလကိုလယ်တော်ကိုခေါ်တွားပြီးတက်ဖြတ်လိုက်တယ်။အာဘေလဘယ်မှာလဲလို့ဖျားခင်မေးတဲ့အခါမှာလဲညီကိုထိမ့်ရတဲ့သူ ဖြစ်တယ်လို့ဆိုပြီးဖျားကပြန်ပြောပါတယ်။ဖျားကတင့်ညီအသွေးရဲ့အတန်ကငါနားတဲ့ကိုရောက်ပြီးညီကြီးတဲ့ကအသိညီအသွေးရဲ့အတန်ကိုငါကြားပြီးလို့ပြောတဲ့အခါမှာအရရက်လေရတော့သူတေးရတော့သူဖြစ်ပါစီဆိုပြီးချိန်ဆိုတဲ့အခါမှာကိုရောကျွန်တော်မားပါပြီလို့တောင်းပန်ရမယ်အစား ကပ္ပူကျန်ခန်းကြီး၄ပိုက်ငယ်73မှာကာအိနာကလည်းအကျွန်ုပ်အပြစ်ဒီမဖြေနိုင်အောင်ကြီးပါသလားဒီလောက်ကြီးလို့လားဒီအပြစ်ကဒီလောက်တောင်ကြီးသွားလို့လားအဲဒီလောက်တောင်အပြစ်ပေးစရာလူလို့လားကာအိနာလေပင်ခိုင်မာနေခြင်းကလူလူချင်းမဟုတ်ဘူးမိမိကိုဖန်ဆင်းထားတဲ့ဘုရားခင်ကိုဖြစ်တယ်ဒါကြောင့်အမှုရောက်တဲ့အချိန်တိုင်းမှာလူကိုကိုးစားမလားဖျားကိုကိုးစားခြင်းနဲ့အသက်ရှင်ပါလားဒါကသင်ရဲ့ရွေးချယ်မှုဖြစ်တယ် ဘုရားခင်ကိုကိုးစားခြင်းနဲ့အသက်ရှင်တော်သူမိษွေသင်ဖြစ်ပါစေဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ 手手间的就你的独地的这个路没飘下你被没没 I'm hanya